ေလာဆက်ရှင်ရကအိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်မြို့တော်ရှိအဆောင်တလုံးမှာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့လို့လူ၁၈ဦးသေဆုံးခဲ့တယ်လို့ဒေသနရတာဝန်ရှိသူတွေကပြောပါရယ်လက်ဝဲယန္နာဆိုင်တစ်ခုရှိရာသုံးတပ်အဆောင်တစ်ခုမှာတင်းငွေနေနေမနက်ပိုင်းကမိလောင်မှုဖြစ်ပွားခဲ့တာပါမြင်းညီထဲမှာမိလောင်ကျွမ်းမှုစတင်ခဲ့ပြီးအထက်လွှာတွေကိုပြန့်နှံ့သွားခဲ့တာပါမိငိမ့်သက်မှုရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတပြိုင်နက်လှုပ်ဆောင်ခဲ့ပါတယ်လို့မိသက်ဌာနရဲ့ရပ်ဖက်ကာကွယ်ရေးဌာနရဲ့ထုတ်ပြန်ချက်ကဖော်ပြပါရယ် မီလောင်ကျွမ်းရတဲ့တန်တရားဖြစ်ဖွယ်ရာအကြောင်းရင်းကိုစုံစမ်းနေပါတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မီလောင်မှုမှာတည်ဆုံခဲ့ရသူတွေအတွက်စိတ်မကောင်းဖြစ်ရကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကထုတ်ပေါ်ပြောခဲ့ပြီးတည်ဆုံသူတူကိုဒေါ်လာ3000နဲ့ညှိမြတဲ့ UB 2သိန်းစီရောကျေးပေးမယ်လို့ကြေညာလိုက်ပါတယ်မီလောင်မှုမှာတည်ဆုံသူတွေအတွက်လွန်းစွာစိတ်မကောင်းဖြစ်ရပါတယ်နိုင်ငံရရှိသူတွေအမြန်ဆုံးပြန်လည်တက်တာပါစေလို့၎င်းကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ် အဆောင်တိဆောက်ရမှာအရေးသွေးပြေဝမှုလူနေထူရက်မှုနဲ့ဘေးကင်းလုံခြုံရေးစည်းမျဉ်းတွေလိုက်နာမှုမရှိတာကြောင့်အိန္ဒိယနိုင်ငံမှာမိလောင်ကျွမ်းမှုတွေမကြာခဏဖြစ်ပွားလေရှိပါတယ်။ဧပြီလတွင်ကယ်ကတားမြို့ရှိဟိုတယ်တစ်လုံးမှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့လူ15ဦးသေဆုံးခဲ့ပါတယ်။2024ခုနှစ်အတွင်းအိန္ဒိယနိုင်ငံနောက်ပိုင်းကူဂျာရက်ပြည်နယ်ရှိလူစီကားရအပန်းဖြေဥယျာဉ်တစ်ခုမှာမိလောင်မှုဖြစ်ပွားခဲ့လို့လူ24ဦးသေဆုံးခဲ့ပါတယ်။ အင်ဒိုနီးရှားရေတပ်ဟာထိုင်းလန်တွင်းထူထားတဲ့သင်္ဘောတစ်စင်းကိုတန်တရားဖြစ်ဖွယ်ရပြုမှုကြောင့်ဖမ်းဆီးပြီးရှာဖွေခဲ့ရာအိန္ဒိယနိုင်ငံတမိုင်းမှာပမာဏအများဆုံးမူရစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့ပါတယ်။ရီယိုကျွန်းစုအလွန်ရေပိုင်နဲ့အတွင်းမီးပိတ်ပြီးမောင်းနှင်ထွက်ပြေးဖို့ကြိုးပမ်းခဲ့တဲ့ထိုင်းနိုင်ငံအလံလွှင့်ထူထားတဲ့သင်္ဘောတစ်စင်းကိုအင်ဒိုနီးရှားရေတပ်ကထိန်းသိမ်းခဲ့တာပါ။ ။အင်ဒိုနီးရှားရေတပ်ဖွဲ့ဝင်တွေဟာထိုင်းသင်းဘောပေါ်မှာခမ်းမန်းကြီးကိုကင်းတိတက်သမနှစ်တန်ထည့်ထားတဲ့အဝါရောင်နဲ့အဖြူရောင်အိတ်တရားနဲ့မီသမ်ဖက်တမင်းဆေးပြား905ကီလိုဂရမ်တွေ့ရှိခဲ့ပါတယ်။ဖန်စီယာမီတဲ့မူရစ်ဇေဝါရီရဲ့တန်ကြီးဟာအမေရိကန်ဒေါ်လာ426တန်တန်ကြီးရှိရာအင်ဒိုနီးရှားနိုင်ငံတမိုင်းမှာမူရစ်ဇေဝါပမာဏအများဆုံးဖန်စီယာမီတာဖြစ်ပါတယ်။စစ်စင်ရေးအတွင်းထိုင်းနိုင်ငံသားတဦးနဲ့မြန်မာနိုင်ငံသား၄ဦးကိုလည်းဖန်စီယာမီတယ်လို့သိရပါတယ်။ ။အင်ဒိုနီးရှားနိုင်ငံဟာမွေးရစေဝါမှောင်ခိုကူးမှုကိုတည်ရန်ပေးမှုအပါအဝင်ပြင်းထန်တဲ့ပြည်ထောင်တွေကြောင့်တင်းကျပ်တဲ့မွေးရစေတိုက်ဖျက်ရေးဥပဒေတွေပြဋ္ဌာန်းထားပါတယ်။မွေးရစေဝါတွေရဲ့မူလနေရာနဲ့တင်မောသွားမဲ့ဥတီယာနေရာတွေကိုဖော်ထုတ်ဖို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။